အဘတာဆူရီဆူမိုဝါဒီကူတရာမင်္ဂလာပါဒီနေ့မေလ16ရက်ဖရဲ FN ရဲ့နေ့စတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့မန္တလေးမြို့မှာငလင်ထပ်မံလှုပ်တာကြောင့်တပင်လဲပြီးသားဖနှူးသေးဆုံးတဲ့တဲ့မုံရမြို့နယ်မှာစက်ကောက်စီတက်ကဒေသခံသားမိနှူးကိုရိုက်နဲ့ဖမ်းဆီးတဲ့တဲ့တခင်ဖိုးလာကြီးတက်ခွဲထံစက်ကောက်စီတက်သားတူပထမဆုံးအကြိမ်ပက်ပြောင်းခုလွန်လာတဲ့တဲ့စတဲ့တဲ့တွေအပါဝင်ဖရဲ FN ရဲ့နေ့စတဲ့သတင်းတွေကိုကြားရမှာပါ မန္တလေးမြို့မဟာအောင်မြေမြို့နယ်ကရွှေကူဖုံးကြီးကျောက်တိုက်ငလင်ကေစေးစခန်းမှာ မနေ့မေလ18ရက်နေ့ည10:00နာရီခွဲဝန်းကျင်အချိန်လောက်ကပြင်အား၅တရမခွန်အစင်ရှိတဲ့ငလင်ထပ်မံလုတ်ခတ်ပြီးနောက်တပင်တပင်လဲကြရကနေတာဖနှူပြိမိပြီးပွဲချင်းပြီးတည်ဆုံသွားတယ်လို့မနေ့ဆလနာရီကူညီမှုအသင်းအဖွဲ့ကတူကဖက်ရဲ့ FN ကိုပြောပါတယ် တည်ဆုံခဲ့ရတဲ့သူနှူးမှာအဖေဖြစ်သူဦးဝင်းအောင်နဲ့သမီးဖြစ်သူမရှင်တန်ဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါသားဖနှူးဟာပြီးခဲ့တဲ့မက်စလ28ရက်နေ့က Richester Scale ခွန်တမခွန်အစင်ရှိတဲ့ငလင်ကြီးလောက်ခတ်ပြီးခဲ့တဲ့အချိန်ကလေးကမဟာအောင်မြေမြို့နယ်ကရွှေကူဖုံးကြီးကျောက်တိုက်ငလင်ကစီစခန်းမှာခုလုံနေတဲ့သူတွေဖြစ်တယ်လို့လည်းသိရပါဗျ။ငလီနဲ့ပတ်သက်ပြီးအမျိုးသားညညွေးအစိုးရ NUG ကမနေ့က9:25မိနစ်အချိန်လောက်မှာ မန္တလေးတိုင်းကျောက်ဆယ်မြို့အနောက်တောင်ဘက်27ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုပို့ဖို့ပြုပြီး register scale ငါဒရမခွန်အစစ်နဲ့အာအသင့်အသင့်ရှိတဲ့မြင်ကလေးတခုထပ်မံလုတ်ခတ်ခဲ့တဲ့ဆိုပြီးဖော်ပြထားပါတယ်။စကိုင်းတိုင်းဒေသကြီးမုံရွာမြို့ရှိထန်းတော်ရက်ကွက်ကနေအိမ်တစ်ခုမှနေထိုင်တဲ့တာမိနူကိုစစ်ကောက်စီတပ်ကပြီးခဲ့တဲ့မေလ16ရက်နေ့မနေ့အစောတနအီဝင်းကျင်လောက်မှာ လာရောက်ပြီးရိုက်နဲ့ဖမ်းဆီးသွားတယ်လို့ဒေသခံအမျိုးသားတူကဖရဲ FM ကိုပြောပါရယ်စစ်ကောက်စီတပ်ကစစ်ကား၅စီးနဲ့အတူအင်အား30ဝန်းကျင်ခန့်လောက်နဲ့လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သူကဆိုပါရယ်အဖမ်းခံရတဲ့တာမီနူဦးဟာအသက်50ဝန်းကျင်အရွယ်အမိဖြစ်သူနဲ့လူလက်ပိုင်အရွယ်သားဖြစ်သူတို့ဖြစ်တယ်လို့သိရပါဗျ။ မုံရွာမြို့ဖက်မှာဆိုရင်စစ်ကောက်စီတပ်ကဒေသခံပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေရမျိုးတွေရှိနေပြီးဒီမီလအတွဲမှာဆိုရင်စစ်ကောက်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်ဒေသခံ20ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့လည်းသိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းကလော်မြို့နယ်ရှိတခင်ဖိုးလာကြီးတပ်ခွဲထံကိုစစ်ကောက်စီတပ်သားတို့ကပြီးခဲ့တဲ့မေလ15ရက်နေ့မှာပထမဆုံးအကြိမ်ပက်ပြောင်းခိုးလုလာခဲ့တယ်လို့တခင်ဖိုးလာကြီးတပ်ခွဲရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဖီနစ်ကဖယ်ရယ် FM ကိုပြောပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့6ရက်တခင်ဖိုးလာကြီးတပ်ခွဲစတင်တီထောင်တဲ့အချိန်ကနေလက်ရှိအချိန်ထိပဲ့ပြောင်းခလိုလာသူတဦးသာရှိသေးတယ်လို့သိရပါတယ်ပဲ့ပြောင်းလာသူဟာကလောမြို့နယ်ဟဲဟူးမြို့အခြေစိုက်တပ်မ78ချီမြဲတည်ရင်က ဖြစ်ပြီး မော်လမြိုင် ရှစ်တန်းကိုပို့ခံရတဲ့အချိန်ထွက်ပြေးလာပြီးလက်ပစ်ပုံနှလုံးနဲ့အတူပဲ့ပြောင်းလာခဲ့တာလို့ဆိုပါတယ် ဖက်ပြောင်းလာတဲ့စစ်ကောင်စီတပ်သားဟာကိုပိုင်အမတ်ပါစတိ9တုံညတတခွန်ကိုကိုင်ဆောင်ထားသူဖြစ်ပြီးစစ်မှုထံအပတ်စဉ်30တည်နန်းတာဖြစ်ကြောင်းလည်းသိရပါဗျ။မိုးပြေပြည်သူကာကွယ်ရေးတပ်တထောက်တည်တဲ့အမတ်တုံကျွဲချိုတက်ခွဲကစစ်ရေးလှူရှာမှု၄နှစ်ဝန်းကျင်အတွင်းစောင့်ဆောင်သွားတဲ့ရဲဘော်စေဦးရှိတယ်လို့မင်းကထုတ်ပြန်ထားပါတယ်။ မူပြေ PDF တထောက်သိသိရင်အမှတ်3ကျွဲချူတက်ခွဲကိုပြီးခဲ့တဲ့2023ခုနှစ်ဇွန်လ22ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးလာမယ့်ဇွန်လ22ရက်နေ့မှာ၄နှစ်ပြည့်ပြီဖြစ်တယ်လို့သိရပါဗျ။စေရေလှူရှာမှု၄နှစ်ဝန်းကျင်အတွင်းရေဘော်စေဦးကြဆုံးပြီးအခြားထိခိုက်ဒဏ်ရာရရှိတဲ့ရေဘော်စေဦးကျော်ရှိကတချို့ရေဘော်တွေက အခုချိန်ထိစေကူတမှုခံယူနေရတယ်လို့လည်းသိရပါဗျ ဒီနေ့မေလ18ရက် Federal FN ရဲ့နေ့စဉ်တည်နှွေကိုကြားခဲ့ရတာပါကျမအေနီပါရှင်